Kevin Mitnick. Kevin Mitnick. Kevin Mitnick Kevin David Mitnick တို့ hacker တွေထဲမှာအရန်ကိုနာမည်ကြီးပြီးတော့ cyber security ဘက်မှာဆိုရင်လည်းလူတိုင်းလေးစားအားကြရတဲ့လူကြိမ်တယောက်ဖြစ်တဲ့ Kevin Mitnick အကြောင်းပြောမှာဖြစ်ပါတယ်အမသိတဲ့လူတွေအတွက်ကကြတော့ Kevin Mitnick ဆိုတာ1980လောက်တုန်းက nuclear launch code တွေကိုပါ hack နိုင်နေဆိုပြီးဆွဆွဲခံရလောက်တဲ့ ठी နာမည်ကြီးတဲ့ hacker တယောက်ဖြစ်ပါတယ်ဘယ်သူမှတတိမထားမိနိုင်လောက်တဲ့ social engineering နည်းလမ်းတွေကိုအသုံးပြုပြီးတော့လုံခြုံမာတယ်ဆိုတဲ့စာပါတွေကိုဖတ်ပြခဲ့တယ်ဥပမာအနေနဲ့ပြောရရင် तू target ထား တဲ့ကုမ္ပဏီတစ်ခုရှိရဲဆိုပါစို့အဲ့ဒီကုမ္ပဏီကိုသူကအဲသွားတယ်ဝန်ထမ်းတရရောက်စီပဲစသွားပို့သလိုဟန်ပြပြီးတော့ဒီဝန်ထမ်းတွေရဲ့ ID ကတ်တွေကိုတပုံရယူလာတယ်ပြီးရင်သူ့ပုံနဲ့ Photoshop လုပ်ပြီးတော့ ID အတုတွေပြန်ထုတ်တယ် သူရေးခဲ့တဲ့ကိုးစင်ဝါယာဆိုတဲ့စာအုပ်ထဲမှာလည်းဒီလိုမျိုး ID အတုထုတ်တာကအစ်စ်နဲ့အရင်တူနေဖို့မလိုဘူးလျှက်တစ်ပြက်ကြည့်ရင်ကလွဲပြီးတော့ဘယ်သူမှသိချလာမစစ်ဘူးလို့လည်းရေးလာခဲ့တယ်သူပြောခဲ့တဲ့အတိုင်းပဲဝန်ထမ်းတွေ smoke break တဲ့အချိန်ဝန်ထမ်းကနေမှဝင်လို့ထွက်လို့ရမယ်အနောက်တကားကနေထွက်ပြီးတော့စလိတ်သွားတောက်ကြတယ် စလိတ်တောက်ပြီးလို့အထဲကိုပြန်ဝင်လာတဲ့အချိန်မှာသူကအဲ့ဒီဝန်ထမ်းတွေအနောက်ကနေပြီးတော့ကတ်လိုက်လာတယ်။တကယ်လို့သူအနောက်မှာလူတွေကြံ့နေသေးတယ်ဆိုရင်လည်းသူကတကားဆွဲဖွင့်မေးသလိုပုံစံမျိုးတွေရင်ကျေးတဲ့ပုံစံမျိုးတွေလုတ်ပြတယ်ပေါ့နော်။အဲ့လိုလုတ်ပြတဲ့အတွက်ကြောင့်တော်ရုံတန်ရုံမဲ့သူ့မှာဝန်ထမ်းကတ်ပါတယ်ဆိုပြီးတော့လျှက်တစ်ပြက်ပဲကြည်ပြီးတော့သူ့ကိုအမေးမြန်းမရှိပဲပေးဝင်ခဲ့တယ်။အထက်ရောက်တော့ network engineer အခန်းထဲကို ်ခိုးဝင်နေပြီးရင်သူ့ပါလာတဲ့ဘူဒီဗက်ဒိုင်းနဲ့ဒီ hacking tool တွေ run နေမဲဝဲတွေထည့်လိုက်တဲ့အချိန်မှာဒီကွန်ပျူတာတွေကျော်ရူ work gun တွေကိုသူ activate လုပ်လို့ရပါတယ်အဲနောက်ဆုံးဒီ customer တွေရဲ့ transition တွေကို handle လုပ်နေတဲ့ server တွေအထိပါသူကဝင်ရောက်ခဲ့ပြီးတော့ customer တွေရဲ့ credit card info တွေ password တွေပါအကုန်လုံးသူရရှိခဲ့တယ်အဲသူပြောပုံအရဆိုရင်ဒီ credit card number တွေနဲ့အဲသူကြိုက်တာတွေလိုက်ပြီးတော့ဝယ်နေမယ်သုံးနေမယ်ဆိုရင်တော့မှဒီ number တွေကသုံးလို့ကုန်မှာမဟုတ်ဘူးဆိုပြီးတော့လည်းပြောခဲ့တယ်ဒါပေမဲ့အ တူတစ်ခုမှမတုံးခဲ့ပါဘူးဒီနီလန်းတွေကိုအသုံးပြုပြီးတော့ Motorola Nokia ဖုန်းကုမ္ပဏီတွေရဲ့ဖုန်း operating system စုကုတ်တွေကိုခိုးခဲ့တဲ့ဖုန်းတွေရဲ့အလုပ်လုပ်ပုံကိုသိကျင်တာရဲ့ဘာဟာကွက်တွေရှိလဲစစ်ဆေးကျင်တဲ့အတွက်ကြောင့်ပဲသူကဟက်ခဲ့တာဖြစ်ပါတယ်အဲသူဟက်ခဲ့တဲ့ဒီကုမ္ပဏီတွေ University တွေကိုကြည့်မယ်ဆိုရင်လည်းသူကဟက်ယုံကလွဲပြီးတော့တခြားဘာမှလုပ်ခဲ့တာမျိုးမရှိဘူးသူများရဲ့လို့ ပတ်စံခိုးတာတွေဒေတာဖျက်ဆီးတာမျိုးတွေလည်းဘာတစ်ခုမှမလုပ်ခဲ့ဘူးသူ့ရဲ့ရည်ရွယ်ချက်ကသူ့ကိုယ်သူစူးစမ်းလို့တဲ့စိတ်အတက်ဆန်းလို့တဲ့စိတ်အဲပြီးကြရင်သူ့ကိုယ်သူ challenge လုပ်ချင်တာလည်းပါတယ်ပေါ့နော်အဲ့ဒီစိတ်တွေကြောင့်ပဲသူကဒီတိုင်းဟတ်လုပ်ခဲ့တာဖြစ်ပါတယ်1955ခုနှစ်ရောက်တဲ့အခါမှာတော့အမှုပေါင်း25ခုနဲ့1005နှစ်ကြာခဲ့တယ်ဒီ9နှစ်ကြာနေတဲ့အချိန်တွင်းမှာတိုက်ပိတ်တာလည်းရှက်လာနီးပါလောက်ဖြီးခဲ့တယ်ပေါ့နော်တချို့လူတွေကြာတော့လည်းသူဒီလိုမျိုးလောက်တာနေခံရတာနေတကယ်ရော တန်ရလာပေါ့ဒီလိုမျိုးနီးပညာဘက်ကလူတွေပြောလာတာမျိုးတွေရှိတယ်။အဲတချို့လူတွေအတွက်ကကြတော့လေအဲသူကတကယ်ကိုအနေအရှိဆုံးလူသားတယောက်ဆိုပြီးတော့ဆွဆွဲပြောဆိုချက်တွေလည်းအများကြီးရှိခဲ့ပါတယ်။ဒီနေရာမှာကျွန်တော်ကြားပြတ်ပြီးတော့ဘောဓုသတခုအနေနဲ့ထပ်ပြောပြမှာက freaking ဆိုတာဖြစ်တယ်အဲကျွန်တော်တို့ဟိုးရင်အင်တာနက်တွေမပေါ်ခင်တည်းကဖုန်းလိုင်းတွေကိုဟတ်တယ်ဆိုတာမျိုးကရှိခဲ့တယ်။အဲ့ဒီခေတ်အခါဆိုရင်တော့အဲဒါဒါမျိုးလောက်တာကိုကျွန်တော်တို့ကဖုန်း freaking လို့ခေါ်တာပေါ့ဗျာ အဲသူတို့အိုက်ခက်ကတုံးခဲ့တဲ့ဖုန်းတွေမှာဆိုရင်သူတို့ရဲ့ခလုတ်တစ်ခုချင်းစီကိုနှိုက်လိုက်တဲ့အခါကျရင်အတန်တစ်မျိုးစီထွက်တယ်အဲ့ဒီခလုတ်တစ်ခုချင်းစီမှာအဲသူနဲ့တက်ဆိုင်တဲ့အတန်လှိုင်းနေရှိတယ်ပေါ့အခလုတ်နှိုက်လိုက်တာနဲ့ဒီလိုမျိုးဖုန်းဒီ main switch box ကိုတိုက်ရိုက်သွားတာမျိုးမဟုတ်ဘဲသူကဒီလိုမျိုးအတန်လှိုင်းတက်တက်ပဲရှိနေရပါတော့အဲ့ဒီအတန်လှိုင်းကိုဒီဖုန်းမိုက်ကနေပြီးတော့အဖမ်းပြီးတော့မှဒီ main switch box ကိုပို့တာဖြစ်ပါတယ်အဲ့ဒီလိုမျိုးခလုတ်နှိုက်လိုက်တာနဲ့ကျွန်တော်တို့ digital signal တွေပို့တယ်လို့မျိုးဒီ complex wiring တွေ အဲပြီးကြကျွန်တော်တို့စားခဲ့တဲ့လိုမျိုးရှုပ်ထွေးတာမျိုးတွေမဟုတ်ဘူးသူတို့ကဒီအတန်မီယုံတက်တက်လောက်ပဲအလတ်လောက်တာအဲ့ဒါကိုကျွန်တော်တို့ကဒီ recording လုပ်လိုက်တယ်ပေါ့နော် recording လုပ်ပြီးတော့အဲ့ဒီဖုန်းမိုက်နားမှာသွားဖွင့်နေဆိုလဲကျွန်တော်ခလုံးနှိပ်စရာမလိုဘဲနဲ့ဒီဖုန်း line ကဝင်သွားမှာပဲဖြစ်တယ်အဲဒါပေမဲ့အခုခက်မှာတော့အဲ့လိုမျိုးဥတွေကလုံးလို့မရတော့ဘူးကျွန်တော်တို့ main switch box ကိုသက်သွယ်နိုင်တဲ့ကျွန်တော်အတန် line တွေ protocol တွေကတော့အများကြီးရှိနေပြီအဲဟိုးအရင်ခက်ကဆိုရင်တော့ဒီလိုမျိုးအတန် line တွေကိုကိုယ်တိုင်း ဖန်တီးတက်ရုံနဲ့ main switch ဘက်ကိုကောင်းကောင်း manipulate လုပ်လို့ရအောင်မှာဖြစ်ပါတယ်။နောက်ပိုင်းမှာသိတဲ့အတိုင်းပဲဒီလိုအတန်လိုင်းတွေကိုလှုပ်ဖို့အတွက် free box ဆိုတဲ့တိုးတွေပေါ်လာတယ်။အဲဒီလိုမျိုး free box ဆိုတဲ့တိုးတွေကိုအသုံးပြုပြီးတော့ phone line တွေကို light hat တဲ့လူတွေကိုကြတော့ free car လို့ခေါ်တယ်။အဲတချို့ free car တွေဆိုရင်ဒီလိုမျိုးတိုးတောင်သုံးစရာမလိုဘူး။သူတို့ပါဇက်ကနေပဲလေးချုံပြီးတော့ဟတ်လုံနိုင်တယ်ဆိုတဲ့အထိအဲကျော်ကျန်းနေတယ်ပေါ့နော်1980ခုနှစ်ရောက်လာတဲ့အခါမှာတော့ဒီလိုမျိုး free car တွေက phone line တွေကို light light ဟတ်ပြီးတော့နှောက်ရက်နေတယ်ဆိုတော့ ကိစ္စရက်ကြီးကလူများကြမှာစိုးရိမ်ပူပန်မှုတစ်ခုဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကျောင်းတွေကျွန်တော်တို့ဒီဆေးရုံတွေထောင်နေရစဖုန်းလိုက်နေရရှိကြတာကိုနောက်ဆုံးအနေနဲ့အများဆုံးဖြစ်တဲ့စစ်စကန်တွေအဲနျူကလ িয়ার ဘုံးကိုလန့်လောက်တဲ့စကန်တွေမှာတော့ဖုန်းလိုက်နေရရှိခဲ့ကြတယ်။အဲတချို့ကောလာဟာလာတွေအရာဆိုရင်ဒီလိုမျိုး free car တွေကနျူကလ িয়ার စကန်တွေကိုဟက်ပြီးတော့စစ်ဖြစ်အောင်လုပ်နိုင်တယ်ဆိုတဲ့အထိပါကျွန်တော်တို့ကောလာဟာလာတည်င်းတွေက ထွက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းဒီလိုမျိုးဆက်စကန်တွေနျူကလ িয়ার စကန်တွေကအာဒီ public တုံးတဲ့ line တွေမဟုတ်ဘဲနဲ့သူတို့တီးတန့်ဆက်သွယ်ရေး line တွေတုံးတာဖြစ်တဲ့အတွက်ကြောင့် figure တွေကကျွန်တော်တို့ဒီ phone brand ခေါ်ခေါ်တာလွဲပြီးတော့တခြားတော့ဘာမှလုပ်လို့မရခဲ့ပါဘူးဒီလိုနဲ့1980ခုနှစ်ရောက်တဲ့အခါမှာတော့ phone line တွေကိုပို့ပြီးတော့တွန်းတွန်းကြဲကြဲအသုံးပြလာကြတယ် free card တွေကနေပြီးတော့ hacker တွေဖြစ်လာကြတယ်ဒီ phone line တွေကနေပြီးတော့ internet line တွေဖြစ်လာကြတယ်ဒီစစ်စကန်တွေအစိုးရဌာနတွေမှာဆိုရင်လဲ satellite တွေကိုအသုံးပြတဲ့အထိ ကျပြန့်နေတယ်ပေါ့နော်အရာရာပို့ပြီးတော့ connected ဖြစ်လာခဲ့တယ်အဲမီဒီယာမီဒီယာတွေဟာဆိုရင်လေဒီ hacker တွေရဲ့အနေရည်တွေကိုဒီသူတို့ဗန်နေသူတို့ထင်ကြီးပေးပုံကြီးတွေချဲ့ပြီးတော့ရေးသားလာကြတယ်တချို့အဲရုပ်ရှင်ဇာတ်ကားတွေမှာဆိုရင်လေဒီဆယ်ကျော်တက်ကောင်လေးတယောက်ကဒီဖုန်း internet line ကိုတွက်ကလီလိုက်တဲ့အတွက်ကြောင့်ဒီ nuclear war ဖြစ်တယ်ဆိုတော့အဲရုပ်ရှင်တွေပါရိုက်ခဲ့တယ်ပေါ့နော်ဒီလိုမျိုးအဲဆယ်စုနှစ်တခုသာလောက်ဒီ hacker တွေအပေါ်မှာလူတွေရဲ့စိုးရိမ်မှုတွေကြောက်ရွံ့မှုတွေကဒီလို Kevin Minute အပေါ်မတရားမှုတွေ ပုံကြလာပါတော့တယ်1990ခုနှစ်ရောက်တဲ့အခါမှာကေဗင်မင်းနဲ့အဖမ်းခံခဲ့ရပြီးတော့တရက်လိုရှိနေဘက်ကနေကေဗင်ကကမ္ဘာအနေနဲ့အရှိဆုံးလူသားတစ်ယောက်ဖြစ်ပါတယ်လို့စွဲချက်တင်ခဲ့ပြီးတော့ကေဗင်ကဖုန်းလေးတစ်လုံးကင်လိုက်ရုံကွန်ပျူတာလေးကိုထိလိုက်ရုံနဲ့ကမ္ဘာစစ်တွေပါဖြစ်နိုင်တဲ့အခြေအနေရှိတာကြောင့်သူ့ကိုထောင်ထဲမှာလည်းတိုက်ပိတ်ထားတဲ့နယ်ဆိုပြီးတော့စွဲချက်တွေတင်ခဲ့ပါတယ်အဲဒါကြောင့်လည်းကေဗင်မင်းနဲ့ဟာ1005နှစ်ကြာနေတဲ့အချိန်အတွင်းမှာဆိုရင်တိုက်၈လလောက်အပိတ်ခံခဲ့ရတာဖြစ်ပါတယ် အဲဒီလိုနဲ့သူထောင်ကနေပြီးတော့ပြန်လွတ်လာတဲ့အချိန်မှာဆိုရင်လည်းသူ့ကိုစောင့်ကြည့်ကာလအဖြစ်၃နှစ်ဆိုပြီးတော့သတ်မှတ်ထားခဲ့တယ်။ဒီ၃နှစ်အတွင်းမှာဆိုရင်သူကဒီဖုန်းနေကွန်ပျူတာတွေကိုထိခွင်ကန်ခွင်လေးတောင်မရှိပါဘူး။ကေဗင်ကလွတ်လပ်ပြီးနောက်ပိုင်းမှာ hacking နဲ့ပတ်သက်ပြီးတော့စာအုပ်အများပြားကိုရေးခဲ့တယ်။သူခံခဲ့ရတဲ့အလွဲတွေမှားခဲ့တဲ့အမှားတွေကနေပြီးတော့သင်ခန်းစာတွေယူပြီးတော့လူတွေကိုဘယ်လိုမျိုးနေထိုင်ရမလဲဆိုတာ sharing လုပ်ပေးတယ်။ community တွေကဒီ cyber security consultant အဖြစ်လောက်ကင်နေပြီးတော့အခုဆိုရင်ဒီ cyber security နယ်ပယ်မှာ လူတိုင်းလေးစားအကြရတဲ့လူတယောက်ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။အဲဆိုရင်အနေနဲ့ ID နဲ့ပတ်သက်တဲ့သင်တန်းတွေ၊ security နဲ့ပတ်သက်တဲ့သင်တန်းတွေစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ဒီမှာအခုလက်ရှိဖွင့်ထားတဲ့သင်တန်း၅ခုရှိပါတယ်။ဒီသင်တန်းတွေကိုစိတ်ဝင်စားလိုတက်ချင်တာပဲဖြစ်ဖြစ်တခုခုစုံစမ်းလိုတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ page messenger မှာအသေးစိတ်စုံစမ်းနိုင်ပါတယ်။